ဘရိုးနေနဲ့ပရိုဘောရဲ့ဂျီအင်းနဲ့ဖြစ်စီကိုရိုင်းဆော်ရင်းနဲ့ဖြစ်စီတချို့ပလေယာတွေကတေဂါနီးချိန်မှာအိုက်တန်နက်ကွက်၃ဝက်ချိန်းတောင်မြင်မှုကြပါပါအဲ့လိုလေလှုပ်တဲ့ချိန်နဲ့ဒါမဲ့ဘလို့လုံးဝမသိဘူးဆိုရဲလူတွေအတွက်ဒီဗီဒီယိုထဲမှာအိုက်တန်နက်ကွက်၃ဝက်နေမဟုတ်ဘဲနဲ့တေမဲချိန်ကိုအကြာကြီးဆွဲဆက်နေအောင်၅ဝက်ကြီးချိန်းတွေကိုအသေးစိတ်သေးချာပြောရတာပါတယ် ပထမဆုံးအနေနဲ့ Iron Bear ကိုနှစ်ခုခွဲရဖို့လိုအပ်ပါတယ် Hero နဲ့ကောင်ဆော့မယ်ဆိုရင်အဲ့ Hero မဖြစ်မနေဝယ်ရမယ် Iron Bear တစ်ခုတေဂါနီမှာပြောင်းဖို့အတွက် Iron Bear တစ်ခုဆိုပြီးတော့ပြင်ထားရပါမယ်တေဂါနီမှာပြောင်းရမယ် Iron Bear တွေမှာတော့ Immortal Winter Crown ရဲ့နောက်ပြီးရ Rose Gold Media နဲ့ Queen Swain တွေလိုအပ်ပါမြင်တော်မျိုးရဲ့မဖြစ်မနေဝယ်ရမယ် Iron တွေပြီးရတယ်အောက်နားမှာရှိတဲ့ဘေးလိုနေပြီးတော့ဒူးပြောင်းနေရဘေးကိုယူလိုက်မယ်ဆိုလို့ရှိရင်တေဂါနီမှာချိန်ဖို့အတွက်ခုနကတော့ထည့်ထားတဲ့ Iron တွေကပေါ်လာပါပြီ Iron ချိန်ဖို့နေစင်းတွေကတော့ဟုတ်ပါပြီအဓိကပတ်စံပဲလေ Iron ဆိုတာပတ်စံနဲ့ဝယ်ရမှာလို့ Iron ဘယ်နှခုချိန်ဖို့အတွက်ပတ်စံဘယ်လောက်ကုန်မလဲဆိုတာသိဖို့လိုအပ်ပါ ဒါကြောင့်မလို့ကျွန်တော်ကပတ်စံမလောက်ရှိရင် item banner ကူးတွေ chain လို့ရမှာလဲဆိုတာအသေးစိတ်တွက်ချက်ပေးထားပါကျွန်တော်တို့က immortal နဲ့သေနေတဲ့အချိန်မှာ winter crown ဝယ်ပါမလို့ပတ်စံ638ရှိရနေ immortal ကိုရောင်းပြီးတော့ winter crown တန်းဝယ်လို့ရပြီတကယ်လို့ bro ကအမှမရက်ပဲနဲ့ winter crown ခဲနေတဲ့အချိန်မှာ winter crown ကိုရောင်းပြီးတော့ rose gold ကြီးသွားမယ်ဆိုရင် immortal ဝယ်ပြီးရဲ့နောက်မှာ 1522ကျပ်လူတယ်အခုရှိတာဝင်းရောက်နေချောင်းလောကဝယ်လို့မြောက်ဝင်းချိုင်းရင်သုံးမယ် important နဲ့တည်နေတဲ့အချိန်မှာရောင်းပြီးတော့ဝင်းနောက်ခေါက်ဝယ်ပြီးခဲမယ်ဆိုရင် item ကြီးက900ကျနေမှာမဟုတ်လို့ item ချင်းမယ်ထဲမှာဝင်းချိုင်းလောကပါလို့မြောက်ကျွန်တော်အရင်ဆုံးပုံမှန်လေးပဲပြောရမယ်နော်ပြီးတော့မှလောကအနည်းပြန်ပြောရမယ် important ဝယ်မယ်ပြီးရင်ဝင်းနောက်ခေါက်ဝယ်ဖို့ပြင်ထားမယ်ကိုဝင်ရတဲ့ immortal လေးကိုထောက်ထားမယ်ပြီးရင် immortal ကနေတေသွားပြီလို့ပြန်ထလာမယ့်အချိန်မှာ immortal ကိုရောင်း window crown ဝယ် window crown ခဲပြီးရင် window crown ရောင်းပြီးရင် rose gold တန်းဝင်လိုက် ပြီးရနဲ့ကိုကမီယာရောပါကိုကင်လာပြီဆိုလို့ရှိရင်သွေးတွေပြန်တက်အောင်ဆက်လက်ဆက်လိုက်ပစ်လိုက်ပေါ့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်နဲ့အတူတူအနေသွားကြည့်လိုက်ရအောင် immortal ဝယ်မယ်ပြီးရင် winner crown ကိုဝယ်ဖို့ပြင်ထားလိုက်မယ်ကိုဝယ်ထားတဲ့ immortal လေးကိုကြိုထောက်ထားလိုက်မယ်ဘာလို့အဲ့လိုကြိုထောက်ခိုင်းလဲဆိုတော့ဘရိုသေးွားရနဲ့တန်းပြီးတော့ဝယ်လို့ရအောင်ကျွန်တော်ပြမယ်နော် immortal ကနေထားမယ့်ချိန်မှာတွေ့လား short day ဝင်လိုက်တော့ခုနကတော့ကြိုထောက်တာတန်းပြီးတော့ရောင်းလို့ရပြီရောင်းပေါ်လိုက် winner crown ဝယ် winner crown ခဲဒီနေရာမှာလက်မြန်ဖို့လိုတယ် ကျွန်တော်တို့ကဂူရာလိုကြိုထောက်လို့မရတော့ဆိုတော့ short day ဝင်ပြန်တယ်ဝင်တော့ crown ကိုအမြန်ရောင်းပြီး rose ကိုအမြန်ဝယ်ရမှာအဲ့တနေရာလေးပဲလက်မြန်ဖို့လိုတာကျန်တဲ့နေရာတွေကပုံမှန်လေးပဲအဲ့ဒါပို့ပြီးတော့ကွန့်ရှင်နေဆိုလို့ရှိရင် rose ကိုဝယ်ရတဲ့နေရာမှာ rose ကိုမဝယ်မဲနဲ့ magic blade ကိုအရင်ဝယ်ပြီးတော့ rose ကိုပြင်လာလိုက်အဲ့ဒါဆိုရင်ရှိရနှစ်ခါပွင့်တယ် ဓာတ်ရည်နည်းနည်းချီးတယ်လို့ခံစားရတယ်ဗျာ magic blade ကိုအရင်ဝယ်ပြီးတော့မှ magic blade ကရှီးကုန်သွားရင် rose gold ထပ်ဝယ်လိုက်ရှီးနှစ်ခါပွင့် rose gold နဲ့ပတ်သက်ပြီးတော့တခုသတိပေးစင်တာရှီးပွင့်နေတဲ့အချိန်မှာ item ကိုရောင်းလိုက်မယ်ဆိုလို့ရှိရင်ငကိုရှိနေတဲ့ရှီးကချက်ချင်းပြောက်သွားလိမ့်မယ်အဲ့လိုနှစ်ခါဝယ်လို့လည်းပတ်စံပို့ပြီးတော့မကုန်ပါဘူးကုရရောကလို့1920နေက1920နေပဲဒါပေမဲ့ immortal ကနေခွင်းဆွင်းပြီးသွားမယ်ဆိုရင်တော့ immortal ဝယ်ပြီးရဲ့နောက်မှာ2554ရှီးဖို့လိုတယ်အဲ့ဒါဆိုရင် immortal ကနေ rose gold နှစ်ခါအပါဝင် ခွင်းဆွင်းပြီးဘယ်လိုသွားမလဲကြည့်လိုက်ရအောင်အခုတော့ပုံမှန်လေးပဲပြရမယ်နော်ပြီးတော့မှအနည်းနဲ့သေချာပြပြီးမယ် ။ရှေးအဆင်းနေရာတော့ပုံမှန်ပဲ။ဝင်းနောက်ခရောင်းရောင်းပြီးတော့ Rose Gold ဝယ်ရဲ့နေရာမှာနည်းနည်းလေးမြန်မှဖြစ်မယ်။ Magic Plate ဝယ်တာရယ်ပြီးရင် Rose Gold ဝယ်တာရယ်အဲ့ဒါမြန်မှဖြစ်မယ်။ Rose Gold ကိုရောင်းပြီးတော့ Queen Swing ဝယ်ရဲ့နေရာကြတော့ဘာမှမခက်တော့ဘူး။ဘာလို့ Queen Swing ဆက်ဝယ်ရတယ်ဆိုတော့ Rose Gold ကရှီးပုတ်သွားလို့ဟိုကောင်ကြီးကဇာတ်လိုက်ခုံနေလို့ကိုယ်သူရကြလာရင်ဒါမှမဟုတ်ရရှင်ရအောင်လို့။ကဲဒီဒီကတော့အနည်းပေါ့ဗျာ။ Immortal ဝယ်မယ်။ Winner Crown ဝယ်ဖို့ပြင်ထားလိုက်မယ်။ကိုယ်ဝယ်တဲ့ Immortal လေးကိုထောက်ထားမယ်။ပြီးရင်သိလိုက်မယ်။ Immortal ရောင်း Winner Crown ဝယ်ခဲပြီးရင် Winner Crown ချောင်းဒီညမှာအမြန်လောက်အောင် ရိုးစကိုးကိုထောက်ပြီးရင် magic blade ကိုကိုရိုင်းသွားဝယ်ရမှာ magic blade ဝယ်ပြီးရတယ် rose gold လေးကိုနှစ်ချက်ထောက်ခဲလိုက် prioritize သွားနှိပ်เสียမှာလို့နှစ်ချက်ထောက်လိုက်ရင်အပေါ်မှာပေါ်လာတယ်တွေ့လားအဲ့တော့ရှီးနှစ်ခါရမယ်အဲ့ချိန်မှာသွေးရည်နဲနေမှာဆိုတော့ဗျအသေးထိုင်ပြစ် rose gold ရှီးမရှိရတဲ့အချိန်ကျမှ queen swing ဝယ်လိုက်အဲ့ဒါဆိုရင်ကိုကသွေးနဲနေတော့မှအာ queen swing ပွင့်လာမှာဆိုတော့ damage reaction ရပြီ ီဘာဒီမှာဒါမျိုးပြောရရှိပွင့်နေတဲ့အချိန်မှာအသေးပြေအဲ့ဒါဆိုရင်သွေးတွေကပြန်တက်လာနိုင်မယ်ဟိုကောင်ကြီးကစက်ခုတ်နေတောင်မှခွင်းဆွင်ရပွင့်လာမှာမလို့တော်ုံနဲ့မသိတော့ဘူး area ကျွန်တော်တို့ကခွင်းဆွင်ရဖို့အတွက် short day ဝင်လိုက်ဟီးရိုးကိုမမြင်ရတော့မှလို့ rose go ရှိရှိမရှိမသိတော့ဘူးဆိုလို့ရှိရင် setting နဲ့ဝင် interface ကိုသွားဒါလေးကို short လိုက်တွေ့လားနောက်မှမြင်ရတယ်တွေ့လား setting လေးကိုဖွင့်ထားတော့မှမြင်နေရအဲ့ဒါ setting အတွက်ပြီးအောက်မှာရှိရ short ကိုပါ short ပြီးရင် scoreboard ကိုပါ short လိုက်အဲ့ဒါဆိုရင်ကျွန်တော်ပြ short ကိုဖွင့်လိုက်ရင်နောက်ကဟီးရိုးမြင်နေရတွေ့လားအဲ့တော့ရှိရှိမရှိကိုလည်းသိရတယ် ပြီးရင် score board ကိုလည်းနှိပ်လိုက်ရင်အရင်လိုမောင်မောင်ကြီးမဟုတ်တော့ဘူး hero ဖောက်ပြီးမြင်နေရတွေ့လားအဲ့လေလောက်ထားလိုက်အဲ့တော့ item chain ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်အကြံပေးချင်တာ import တရားနေထားတဲ့ချိန်နဲ့ win or crown ခဲတဲ့ချိန်တွေကအကြအေးမလို့မလောဘဲနဲ့ကျွန်တော်ပြသလိုသစင်ရင်သိချာလောက်တော့ရင်အဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလားကဲကြီးစုအားပေးတဲ့ကျေးဇူးပါ bro ရေနောက်တဲ့ video မှာပြန်တွေ့လဲကြရအောင်ဗျာ